老皮，老皮。OK，嗯，都没没没有，有啊，没有的这样的。啦。OK。哎。这样安哎，怎么来着嗯。我这老呢，啊。啊，不过哦，好点的，马龙玻璃的都开了，差不多不了。嗯。 ကမဒီညောင်ဆဲဦးတော့ဆရာဝန်ဘယ်လိုပြောလဲလဲမကြသိနေတဲ့အခုဆို ဆက်လို့လည်းမရဘူးလေကျိုးရုံပဲရှိတယ်တဲ့အယိုးအဲ့သွားတာငါတော့အမေတော်ပြန်လှုပ်ကျွေးနေတည်းဟုတ်ပြီဟုတ်ပြီလှုပ်ကျွေးလို့မရောက်ကြလှုပ်ကျွေးတာအကျေစုရှိဘူးအဲ့လေမအေးလှုပ်ကျွေးတာကျေစုရှိတယ်ဒါပဲဟုတ်ကဲ့ကျောင်းကမေးတယ်တမီတမီမောက်ဖို့ပေးလိုက်မယ်နော်ဟုတ်ပဲဟုတ်ပဲတမီဝေးစီလေးကင်ပြောအာယူပြီးရိုက်တာရရတမီလူလိုက်တာအမေကိုနော်နှစ်သိန်းနှစ်သိန်းအမေကဟုတ်ပဲလူလာတော့မှရှင်လူလာတော့မှရှင်လူနိုင်ပါစေတားနိုင်ပါစေကွယ်ဒီလဲဆုနေပြပါရှင် ကဲကြည်စမ်းအသက်80အဖွားကအသက်105နှစ်အမေကိုလှုပ်ကျွေးနေတာနော်ပြောသွားတဲ့စကားကိုအားလုံးကြားတဲ့အတိုင်းပဲယောက်ျားကိုလှုပ်ကျွေးလို့ကျေးဇူးမရှိဘူးတဲ့အမေကိုလှုပ်ကျွေးမှကျေးဇူးရှိတာတဲ့မှန်တယ်နော်လူရဲ့လူဖြစ်လာပြီဆိုရင်မိဘရဲ့ကျေးဇူးကိုသိပြီးမိဘကို ပြုစုလှုပ်ကျွေးဖို့လိုတယ်မိဘကိုပြုစုလှုပ်ကျွေးမှပဲအဲ့ဒီပြုစုလှုပ်ကျွေးတဲ့သားသမီးကိုသားကောင်းသမီးကောင်းလို့ခေါ်တယ်နော် မိဘကိုပြုစုလှုပ်ကြွေးတဲ့သားသမီးတွေဟာတေလွန်တဲ့အခါမှာလည်းပဲနှက်ရွာသူကတိတို့လာရောက်ရတယ်။မိဘကိုပြုစုလှုပ်ကြွေးခြင်းမရှိဘဲမိဘကိုပြစ်ထားတဲ့သားသမီးတွေကိုတုဒ္ဒနိပတ်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကယောမာတရံပိတရံဝါစိနကံကတယောပနံပဟုတံတော်နဗရတိတန်စညာဝတ္တလောဣတိယောနရောအကျဉ်သူသည်စိနကံအိုမင်းထသောကတယောပနံပစ္စည်းမအရွယ်သို့ရောက်ထသော မာတရံဝါအမေကို၎င်းပိတရံဝါအဖေကို၎င်းပဟုစွားနိုင်သည်တန်တော်ဖြစ်ပါလျက်နဗရတိမကြွေမွေးမပြုစုတန်ထိုသူကိုဝတလောဣတိသူယုံမာဟု၍ဇင်ညာတိယာဤလို့ဟောကြားတော်မူတယ်အတိဘေကပုံမင်းရင်ရောပြီးနောက်ဆုံးအရွယ်သို့ရောက်နေတဲ့အဖေနဲ့အမေကို ပြုစုလုံကျွေးနိုင်တဲ့သူဖြစ်ပါရဲ့နဲ့မပြုစုမလုံကျွေးပဲပြစ်ထားမယ်ဆိုရင်အဲ့ဒီပုံကိုယ်ကိုသူယုံမာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်တယ်။နတ်ပြည်ရောက်တာမရောက်တာအသာထား လူရယ်လို့ဖြစ်လာပြီဆိုရင်သူရုပ်မှာမဖြစ်ဖို့အတွက်မိဘနှစ်ပါးကိုလှုပ်ကြွေးရမယ်နော်အခုဒီအဖွားကိုကြည့်လိုက်ပါအသက်80ရောက်တာတောင်မှမိဘကိုလှုပ်ကြွေးနေတော့နော်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တက္ကရာကမတွေမိဘကိုပို့ပြီးတော့လှုပ်ကြွေးဖို့လိုတယ်ဒါလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့မိဘနှစ်ပါးတက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်တက်ရှိထင်ရှားရှိနေသေးတဲ့မိဘနှစ်ပါးကိုပြုစုလှုပ်ကြွေးကြပါလို့ပြောခြင်းပါတယ်နော် မတ်ပိုင်ရှင်ကိုဦးစဉ်နှစ်ချက်ပြောမယ်နော်ပထမတစ်ချက်ကငါနဲ့အမြင်မတူရင်ငါရန်သူဆိုတဲ့အမြင်မျိုးကိုပယ်ဖျောက်ပါအဲ့ဒါကတစ်ချက်နောက်တစ်ချက်ကဦးစဉ်ရဲ့အကောက်ဒီဘာသာရေးအသုံးပြုတဲ့အကောက်ဖြစ်တယ်ဘာသာရေးအသုံးပြုတဲ့အကောက်ဖြစ်တာကြောင့်ဘာသာရေးနဲ့ပတ်သက်တာကိုပဲတင်တယ်နော်ဒါကနှစ်ချက်အဲ့ဒီနှစ်ချက်ကိုတော့မှတ်ပိုင်ရှင်အရင်ဆုံးမှတ်ထားပါ ဥစဉ်မှာနားလဲပါတယ်မျက်လုံးလဲပါတယ်ပါးစပ်လဲပါပါတယ်နားပါတိုင်းကြားသမျှကိုပါးစပ်ကပြောချင်တိုင်းပြောလို့မရပါဘူးเนาะမျက်လုံးပါတိုင်းမြင်သမျှကိုပါးစပ်ကပြောချင်တိုင်းပြောလို့မရပါဘူးဥစဉ်တို့ယဟန်တွေဟာပါးစပ်ကိုစီးဆောင်ရပါတယ်လူတွေကမြင်သမျှကြားသမျှကိုပါးစပ်ကပြောချင်တိုင်းပြောလို့ကြီးလေးတဲ့အပြစ်မဖြစ်ပေမဲ့ ယဟန်ကမြင်သမျှကြားသမျှကိုပါဇက်ကပြောမယ်ဆိုရင်အဲ့ဒီပြောတဲ့အချက်ကြောင့်တက်ဖြတ်တဲ့အရိကရုံဖြစ်သွားပါကအဲ့ဒီအရိကရုံထဲမှာမိမိပြောဆိုလိုက်တဲ့အကြောင်းအရာတစ်ခုခုပါနေမယ်ဆိုရင်အဲ့ဒီယဟန်ဘလောက်ထိအပြစ်ကြီးတယ်ဆိုတာကိုဦးဇင်းတို့ယဟန်တော်တွေပဲအတိဆုံးဖြစ်တယ်နော်ပြီးတော့ဦးဇင်းကပုထုဇဉ်ယဟန်တစ်ပါးဖြစ်ပါတယ် ဒီလိုကိစ္စမျိုးတွေမှာဥစဉ်စကားတခွန်းတည်းနဲ့အရာမရောက်ပါဘူးเนาะတတ္တဝါတွေဟာပျက်စီးဖို့အချိန်တန်လာပြီဆိုရင်ဥစဉ်လိုပုံကုမျိုးမဆိုထားနဲ့လောကအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့မြတ်စွာဘုရားတော်မှပြောလို့မရပါဘူးဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကာလတုန်းကပျက်စီးသွားတဲ့သူတွေများစွာ ရှိပါတယ်เนาะဒါဘုရားရှင်တတ်တော်ထင်ရှားရှိပါတယ် မယုံရင်ကြမ်းကန်တွေမှာလေ့လာကြည့်နိုင်ပါတယ်။ဥစဉ်ဒီလောက်ပဲပြောပါရစေနော်။အရှင်ဖရာဗုဒ္ဓဖရာကိုဘာသာခြားတချို့ကစဲဆူစော်ကားနေလျင်အဲ့ဒီဘာသာခြားသူကငရဲကြနိုင်ပါသလားဖရာတဲ့။ငရုတ်သီးကိုဗုဒ္ဓဘာသာက စားလေဆက်တယ်။ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့တခြားသောဘာသာဝင်တွေကစားလေဆက်တယ်။ဘာသာမတူလို့ဆိုပြီးငရုတ်သီးကဆက်ရာကနေခြုံမသွားပါဘူးနော်။ ဘယ်လိုလူမျိုးကပဲစားစားငရုတ်သီးစားမယ်ဆိုရင်ငရုတ်သီးဆက်တဲ့အကျိုးကိုတပြေးညီခံစားရမှာဖြစ်တယ်။အဲ့ဒီဥပမာအတိုင်းပဲမပြင်းမားတဲ့မပြင်းမားထိုက်တဲ့ပုံကိုယ်ကိုပြင်းမားစော်ကားမယ်ဆိုရင်ဘယ်လိုလူမျိုးကပဲပြင်းမားစော်ကားသည်ဖြစ်စေအဲ့ဒီပြင်းမားစော်ကားတဲ့သူဟာမကောင်းကျိုးကိုခံစားရမှာဖြစ်တယ်။ဘာသာမတူလို့ဖျားအဖြစ်မတတ်မှတ်နိုင်ဘူးဆိုရင်တောင်မှဒီပုံကိုယ်ဟာမကောင်းမှုကိုရှောင်ကျဉ်နေတဲ့ပုံကိုယ်ဖြစ်တာကြောင့် ြင်မားစော်ကားခြင်းမလုပ်ထိုက်ဘူးဆိုတဲ့အသည့်နဲ့ပြင်မားစော်ကားခြင်းကိုရှောင်ကျင်သင့်ပါတယ်ပြင်မားစော်ကားခြင်းကိုမရှောင်ကျင်ဘဲမပြင်မားတဲ့မပြင်မားထိုက်တဲ့ပုံကိုယ်ကိုပြင်မားစော်ကားမယ်ဆိုရင်ဘယ်လိုလူမျိုးကပဲပြင်မားစော်ကားသည်ဖြစ်ပါစေပြင်မားစော်ကားတဲ့မကောင်းကျိုးကိုခံစားရမှာဖြစ်ပါတယ်เนาะနားလည်ပါစေအရှင်ဖေယျခြေချားပေးတော်မူပါတိမ်ဖြစ်ပေါ်လာပုံကိုမိန်ကြားပေးပါဖေယျတဲ့တိမ်ဆိုတာက တီမာဆိုတဲ့ပါဠိကနာတာပါတီမာဆိုတာငယ်နမိတ်သတ်မှတ်ထားသော အရက်လို့အဓိပ္ပာယ်ရပါတယ်တန်ဃာတော်များကံကြီးကံငယ်ဆောင်ဖို့အတွက်တီချာငယ်နမိတ်သတ်မှတ်ထားသောအရက်ကိုပဲတီမာတိန်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်တိန်ဖြစ်ပေါ်လာရတာကတော့မြတ်စွာဘုရားသည်အတူနေတန်ဃာတော်များဥပုပ်ကံစသည်လို့ကို အတူပြုခြင်းကြောင့်ညီညွတ်မှုကိုရရှိလိမ့်မယ်လို့မြင်သည့်အတွက် ိမ်ကိုခွင့်ပြုခဲ့တာဖြစ်ကြောင်းဝိနည်းမဟာဝါခန္ဓာက၌ပြဆိုထားပါတယ်။ဒါဟာတိမ်ဖြစ်ပေါ်လာပုံပဲဖြစ်ပါတယ်။